မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မလေးရှားမှာလုပ်မဲ့မြမအရေးအစည်းအဝေးကို NLD တက်ရောက်ရန်ဖိတ်ခေါ်မှုတမရဥဝင်းမြင့်နဲ့ဒေါံဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရန်နဲ့စစ်တပ်ကိုအတိမတ်မပြုတ်ရန်အကြောင်းပြန်လိုက်ပါတယ်ရန်ကုန်မှာစစ်မှုထမ်းစင့်ခေါ်မှုတွေကိုစစ်ဘက်ဆိုင်ရာလှုပ်ဝက်ချက်ဖြင့်တတ်မှတ်ပြီးပြင်ပကိုထုံမပြောရန်နဲ့ပေါက်ကြားရန်အရေးဥမယ်လို့ချိန်ချောက်တဲ့တဲ့ရင်ပါဝင် ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာမြန်မာနိုင်ငံဆိုင်ရာသက်ဆိုင်သူအလုံးပါဝင်တဲ့အစည်းအဝေးကိုတက်ရောက်ဖို့ဖိတ်ခေါ်မှုအပေါ်ကို LLD ပါတီအနေနဲ့ပြပခီးသွားလာရဲ့အခက်ခဲကြောင့်မတက်ရောက်နိုင်သလိုသမရဦးဝင်းမြင့်နဲ့ဒေါန်ဆန်းစုကြည်အပါအဝင်နိုင်ငံရဲ့အကျဉ်းသားတွေလွတ်မြောက်ဖို့တာလိုအပ်တယ်လို့ NLD ကအကြောင်းပြလိုက်ပါတယ်။ မနေ့ကဩဂတ်လ3ရက်နေ့မှာ LLD ဘိုလောက်ကော်မတီကမြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်စီကိုမြန်မာနိုင်ငံဆိုင်ရာသက်ဆိုင်သူတွေအားလုံးပါဝင်တဲ့အစည်းအဝေးကိုအဖွဲ့ချုပ်ကိုစားပြုသူတွေမတက်ရောက်နိုင်ကြောင်းကိုအဖွဲ့ချုပ်ရဲ့သဘောထားရည်တည်ချက်ကိုအဲ့ဖွင့်ပေးစာဖြင့်ပြဖို့ရမှာအခုလိုထည့်သွင်းအကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့သဘောထားအနေနဲ့ နိုင်ငံရေးပြဿနာတွေကိုနိုင်ငံရေးနည်းလမ်းအရဖြစ်ရှင်းရမယ်ဆိုတာယုံကြည်တယ်လို့အိတ်ခွင်ပေးစာထဲမှာဖော်ပြထားပါတယ်။ဒါအပြင်မြန်မာပြဿနာတွေပြည်လည်စေရေးအတွက်အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုချမှတ်ထားပြီးကြိုးပမ်းဆောင်ရွက်နေမှုကိုလည်းအတိမတ်ပြုကျေးဇူးတင်တယ်လို့လည်းဆိုထားပါတယ်။မြန်မာပြဿနာတွေဖြစ်လာရတာဟာအရင်းမြစ်ဟာစစ်တပ်ကတီစဲဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ပြီးရွေးကောက်ခံအယက်သားပြည်သူအစိုးရစီကနေ အာနာသိမ့်လိုက်တဲ့အတွက်ကြောင့်ပေါ်ပေါက်လာရတာဖြစ်တယ်လို့လဲဆိုထားပါဗါအဲ့ဒါကြောင့်ပြဿနာအရင်းခံအကြောင်းဖြစ်တဲ့စစ်တရဲ့လှုပ်ဆောင်ချက်မှန်သမျှကိုအတိမတ်ပြုပူပေါင်းဆောင်ရွက်ခြင်းမပြုဖို့လိုအပ်တယ်လို့လဲ NLD ဘိုးအလုပ်ကော်မတီကအကြောင်းပြန်ကြားထားပါဗါစစ်တပ်ဟာအတူရောင်ဟန်ပြရေကောက်ပွဲကနေလိုချင်တဲ့ရက်လက်ပေါ်ထွက်လာအောင် လူထုခေါင်းဆောင်ဒေါင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမြမနိုင်ငံရေးဖြစ်စဉ်တွေမှာမပါဝင်နိုင်ဖို့အတွက်ဖဲ့ထုတ်တဲ့အပြင်ရွေးကောက်ပွဲတွေမှာပြည်သူကိုဖိနှိပ်တဲ့ဥပဒေတွေကိုပြဋ္ဌာန်းလာတာကြောင့်စစ်မှန်တဲ့ရွေးကောက်ပွဲမဟုတ်ကြောင်းထင်ရှားလာနေရလို့လည်းထောက်ပြထားပါဗျ အဲ့ဒါကြောင့်မြန်မာနိုင်ငံရဲ့ပြည်ထနာတွေပြည်လဲစီရေးအတွက်ကျိုးပန်းဆောင်ရွက်ရာမှာအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲပြည်လဲရေးလမ်းစာမရရှိနိုင်ဘူးလို့လည်းအခိုင်အမာယုံကြည်တာကြောင့်ဒေါ်ဆန်းစုကြည်နဲ့တမရာကြီးဦးဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးအမြန်ဆုံးလွတ်မြောက်ရန်လိုအပ်တယ်လို့လည်း NLD ဘိုးအလုပ်ကော်မတီကကြေညာလိုက်ပါတယ်ရှင်။ ရန်ကုန်ကသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ရန်ကုန်မှာစစ်မှုထမ်းစစ်ခေါ်မှုတွေကို အခုစစ်မှုထမ်းအပတ်စဉ်၁၆ကနေစတင်ကစစ်ဘက်ဆိုင်ရာလှုပ်ဝက်ချက်တွေအဖြစ်သတ်မှတ်လိုက်ပြီးပြင်ပကိုထုတ်ပြောခြင်းမပြုဖို့ညွှန်ကြားလာလို့မြို့နယ်ပြည်သူစစ်မှုထမ်းစင့်ခော်ရဲ့အဖွဲ့တွေစီကနေသိရပါဗါဒအခုဩဂတ်လအတွင်းမှာဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်16အတွက်စစ်မှုထမ်းခိုင်းဖို့အတွက် လူငယ်တွေကိုစင့်ခေါ်မှတ်ပုံတင်ခံရမှာအရင်ကလိုပွင့်လင်းမြင်သာမှုမရှိတော့ဘဲစစ်ဘက်ဆိုင်ရာလှုပ်ဝက်ချက်ဖြင့်တတ်မှတ်ကဆင်းသွင်းတာ စာပေးပို့ကစစ်မှုထမ်းဖြင့်မှတ်ပုံတင်ခိုင်းတာကိုရေးအချက်လက်တွေကိုလှုပ်ဝက်ကောက်ယူတာတွေကိုလုတ်ဆောင်လာတယ်လို့လည်းပဇွန်တောင်မြို့နယ်ကစစ်မှုထမ်းစင့်ခေါ်ခံရသူလူငယ်တူရဲ့အုတ်ထင်းသူကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ဒါအပြင်လူမြင်ကွင်းမှာပေါ်ပေါ်တင်တင်စစ်မှုထမ်းစင့်ခေါ်ရင်လူငယ်တွေထွက်ပြေးမှုတွေရှိလာတဲ့အတွက် လှုပ်ဝက်စွာလှုပ်ဆောင်ဖို့အခုစစ်မှုထမ်းအပတ်စဉ်16ကနေစတင်ကစစ်မှုထမ်းစင့်ခေါ်မှုလုပ်ငန်းစဉ်တွေအလုံးကိုစစ်ဘက်ဆိုင်ရာလှုပ်ဝက်ချက်တွေဖြင့်တတ်မှတ်ထားကြောင်းဗဟိုစစ်မှုထမ်းစင့်ခေါ်ရဲ့အဖွဲ့ကညွှန်ကြားထားရလို့လဲမရန်ကုန်မြို့နယ်စစ်မှုထမ်းစင့်ခေါ်ရဲ့အဖွဲ့နဲ့နှိစက်တဲ့သတင်းမြစ်ကပြောပြပါရတယ်။ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ကပဲ စစ်ပတ်ဆိုင်ရာလှုပ်ဝက်ချက်တွေထင်းထင်းကာကွယ်ခြင်းဥပဒေကိုပြဋ္ဌာန်းလိုက်ပြီးအဲ့ဒီဥပဒေအရစစ်သားရဲ့ပြည်သူစစ်ခေါ်ပြူစောထီတွေနဲ့ပြည်သူတွေအားလုံးဟာစစ်ပတ်ဆိုင်ရာလှုပ်ဝက်ချက်ပေါက်ကြရင်သေးတယ်နဲ့တသက်ကျုံပြစ်တံကိုချမှတ်နိုင်ကြောင်းပြတ်ထန်းလိုက်တာလည်းဖြစ်ပါတယ်။အဲလိုပြတ်ထန်းပြီးမကြခင်မှာပဲစစ်မှုထံစစ်ခေါ်မှုတွေကိုစစ်ဘက်ဆိုင်ရာလှုပ်ဝက်ချက်ဖြစ်တတ်မှတ်လိုက်ပြီးအပြင်ကို ပေါက်ကြရင်အဲ့ဒီဥပဒေနဲ့အေးအေးယူမယ်လို့ချင်းချောက်လာတာလည်းဖြစ်ပါရဲ့ရှင်။ မကွေးတိုင်းအတင်းတဘုတ်ကိုတက်ဆက်ပေးကြပါတယ်။မကွေးတိုင်းစလင်းမြွနယ်တညောင်တိုက်နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သားတွေထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့သခင်ဖိုးလာကြီးတပ်ဖွဲ့6ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ဇွန်လ31ရက်နေ့ကစလင်းမြွနယ်တညောင်ကျေးရွာဘက်ကအင်အား150နဲ့စစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုတညောင်ကျေးရွာနဲ့တောင်ဖီလာကျေးရွာအယောက်မှာပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကလက်နက်ကြီး ဒရုန်းတွေနဲ့တိုက်ခတ်ခဲ့ရမှာစစ်သားတွေအထိနာပြီးတညောင်တအားခွဲရုံကိုပြန်လဲဆုတ်ခွာသွားရလို့လည်းသိရပါဗျ။အဲတခိုင်မှုကိုတခင်ဖိုးလာကြီးတက်ဖွဲ့6ပခုတ်ကိုခင်အမှတ်လေးတရင်တက်ခွဲ1နဲ့တိတ်ငက်နဲ့ drone လက်ယုံတက်ဖွဲ့ဆလင်းပကဖဇုံ3နဲ့မဟာမိတ်တက်တွေပူပေါင်းတက်ခဲခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တက်ဖွဲ့ဝင်တွေကအထိခိုက်မရှိခဲ့ဘူးလို့လည်းသိရပါဗျ။ ပကောတန်းတပုတ်ကိုကြည့်အောင်ပါပကောတန်းရွှေတော်မြို့နယ်ရှားတောင်ကျွရမှာအမျိုးသားအုပ်ကိုစစ်တပ်နဲ့ပြူစောထီတွေကအကြောင်းမဲ့ဖမ်းဆီးပြီးငွေနဲ့ပြန်ရွေးခိုင်းနေလို့ဖမ်းဆီးခံခဲ့ရသူနှစ်ဦးရဲ့မိတ်ဆွေတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ဇွန်လ30ရက်နေ့ကပကောတန်းရွှေတော်မြို့နယ်ရှားတောင်ကျွရကအုတ်ချုပ်ရေးမှုလှအံပြူစောထီခေါင်းဆောင်ကြည့်မြင့်ပြူစောထီတွေဖြစ်တဲ့တော်စင်ဦးမင်းမင်းဆွေမျိုးသူတို့က စစ်တပ်နဲ့အတူရှားတောင်ကျေးရွာကကိုမင်းမဲပွဲတာကြည့်ရတာကိုအောင်မျိုးထက်တို့ကိုရိုက်နဲ့ဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်။အဲဒီနောက်သက်ဆိုင်ရာမိသားစုတွေစီကလည်းလူငယ်အုပ်ကိုငွေချင်းနဲ့လာရောက်ရွေးယူဖို့အတွက်အကြောင်းကြားလာတယ်လို့လည်းသိရပါတယ်။ဖမ်းဆီးခံရသူကိုမင်းမင်းရဲ့မိဘဆွေမျိုးတွေကသူ့ရဲ့သားဖြစ်သူအဖမ်းခံရတဲ့ငွေချေးကိုရှာဖွေကညာရင်းချင်းလိုက်လံရွေးတုတ်ခဲ့လို့လည်းသိရပါတယ်။ ဒါပေမဲ့ရိုက်နဲ့ခံရတဲ့ဒဏ်ရာတွေနဲ့အပြည့်နဲ့ပြန်လည်ခေါ်ထုတ်လာခဲ့ရတယ်လို့လည်းသိရပါဗျ။တခြားဖမ်းဆီးခံရသူကိုအောင်မျိုးထရဲ့မိဘဆွေမျိုးတွေကတော့ငွေကြေးနံပါတ်သူတွေဖြစ်တာကြောင့်ကိုအောင်မျိုးထက်ကိုငွေနဲ့ပြန်မရွေးနိုင်ဘူးလို့လည်းသိရပါဗျ။ဘကိုတိုင်းရွှေတောင်မြို့နယ်မှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကစစ်မှုထမ်းအတွက်လာစဉ်တရွာကိုလူငယ်အ ਨੇ စုံ2ဦးကနေ10ဦးထိရှာဖွေပေးဖို့အတွက်အမိန့်ပေးထားပြီး ပြူစောထီနဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကိုစစ်မှုထမ်းရှာဖွေဖို့နဲ့ငွေကြေးတောင်းခံမှုတွေအတွက်အာဏာကုန်လွှဲထားတာကြောင့်ပြည်သူတွေဟာကြောက်ရွံ့ထိတ်လန့်နေရလို့လေဒေသပြည်သူတွေကပြောပါရရှင်။ စကန်းအတင်းတဘောက်ကိုတက်ဆက်ပေးကြပါရယ်စကန်းတန်းကံဘလူမြို့နယ်ပြည်သူ့ကျမ်းမာရေးဆေးရုံကိုအကြံပတ်စစ်တပ်ကဘုံကျဲတက်ခိုက်တဲ့မှတ်တမ်းတွေကိုနိုင်ငံကအဖွဲ့အစည်းတွေစီကိုပြပို့သွားမယ်လို့ကံဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကရန်ကုန်ခေတ်တကိုပြောပါရယ်ဂျွမ်လ29ရက်နေ့ည10:00နာရီခွဲလောက်ကအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျမ်းမာရေးဝန်ထမ်းရဲ့စီမံခန့်ခွဲမှုနဲ့စကိုင်းဖက်ဒရယ်ယူနစ်ကံဘလူမြို့နယ်မှာပြည်သူလူထုကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့မြို့နယ်ပြည်သူ့ကျမ်းမာရေးဆေးရုံချခြင်းကို အကျမ်းဖက်စစ်တပ်ကလေကြောင်းကနေနှစ်ကြိမ်တိတိဘုံကျဲတက်ခတ်ခဲ့လို့လည်းသိရပါဗါးအေးလိုတက်ခတ်မှုကြောင့်စစ်အုံတက်ရောက်ကုသနေတဲ့ခလေးငယ်တူပါဝင်စုစုပေါင်းပြည်သူ9ဦးဟာတေဆုံးခဲ့ရပြီးအပြင်းထန်ထိခိုက်ဒဏ်ရာရှိသူ3ဦးရှိတယ်လို့လည်းသိရပါဗါးအေးလိုစစ်ကောင်စီကအရက်ဖက်ပြစ်မှတ်တွေကိုချိန်ဖန်များစွာတိုက်ခတ်ပြီးနနီဘာကွန်ဗင်းရှင်းမှာစီးမြင့်တွေအပြင် Hague Convention သဘောတူညီချက်တွေနဲ့ International Humanitarian Law IHL တို့ကိုပြောင်ပြောင်တင်းတင်းချိုးပေါက်နေတာဖြစ်ပေမဲ့လည်းနိုင်ငံတကာအတိုင်းအဝန်အနေနဲ့ယနေ့အချိန်ထိထိရောက်တဲ့အရေးယူဆောင်ရွက်တာတွေမရှိတာကိုဝမ်းနည်းစွာတည်ရှိရတယ်လို့လည်းကမ်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါရယ်အကြက်ဘက်စစ်ကောင်စီရဲ့တွေ့ရဘောကြောင့်တဲ့အဲ့ဒီလုပ်ရက်တွေကိုကမ်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့တိကျမှတ်တမ်းတင်ထားပြီး နိုင်ငံကအဖွဲ့အစည်းတွေစီကိုပေးပို့သွားမယ်ပြင်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့တရားစီရင်ဝန်ကြီးဌာနမှလည်းအမှုရဲဖွင့်တိဆောက်ကတရားစွဲဆိုနိုင်ရေးစွန့်ရနေတယ်လို့လည်းသိရပါတယ်ရှင်ရခိုင်တရင်တဘောကိုကြည့်အောင်ပါရခိုင်ပြည်နယ်တန်တွဲမြို့နယ်ငပ်ပလီဂျိတ်တိုးရက်ွက်ကိုအကြမ်းဖက်စစ်သည်မော်တွေကလက်လက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နေအိမ်တချို့ပျက်စီးခဲ့လို့ဒေသပြည်သူတွေကပြောပါရယ် ဩဂတ်စ်လ2ရက်နေ့မွန်လွယ်3နိုင်ခွဲလောက်မှာငပလီဂျိတ်တိုးရက်ွက်ကိုစစ်သမောတွေကလက်လက်ကြီးနဲ့ပြစ်ခတ်တက်ခိုက်ခဲ့တာကြောင့်နေအိမ်တချို့ဟာပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။ပင်လယ်ပြင်ကနေစစ်သမောတွေကဩဂတ်စ်လ2ရက်နေ့ကနေတနေ့ကုန်ပြစ်ခတ်ခဲ့တာဖြစ်ပြီးအဲ့လိုပြစ်ခတ်မှုကြောင့်ဂျိတ်တော်အမှတ်လေးရက်ွက်ကိုကြောက်ရောက်ခဲ့လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ဂျွမ်လ20ရက်နေ့ကစစ်သည်မော်3စီးဟာငပလီကန်းချေအဝေးဆုံးတနေရာမှာရှိနေရကနေ ကန်းချေအနည်းကိုချိကပ်လာတာကြောင့်ဒေတာပြည်သူတွေဟာစွေမှုတွေရှိခဲ့လို့လည်းသိရပါဗါအရခတက်တော် A ဟာတန်တွဲမြို့နယ်ကမောင်ရွှေလေးရေတပ်စခန်းနဲ့ငပလီလေစိတ်တွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတန်တွဲမြို့နယ်ကိုတော့2024ခုနှစ်ဩဂတ်စ30ရက်နေ့မှာအပြစ်သက်သိမ်းပိုက်ရရှိခဲ့ပါတယ်ရှင်။ ခုနောက်ဆုံးတိဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့သကိုင်းတိုင်းမုံရွာမြို့နယ်ချင်းတွင်းမြစ်ကြောင်းတိုင်းဆန်တက်လာတဲ့စစ်သည်မအုပ်စုကိုဂျားဖြတ်တိုက်ခတ်ရပါစစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်လို့ချင်းတွင်း Fighter Group ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တိုက်ကိုပြောပါတယ်ဩဂတ်စ်လ3ရက်နေ့မနက်7:15မိနစ်လောက်ကချင်းတွင်းမြစ်ကြောင်းတိုင်းအထက်ကိုဆန်တက်လာတဲ့စစ်သည်မတစီနဲ့တွဲသည်မဆယ်စည်းတို့ကိုမုံရွာမြို့နယ်ချင်းတွင်းမြစ်ကြောင်းတနေရာမှာတော်လိုင်းပူပေါင်းအဖွဲ့တွေကရှစ်ထွက်မိုင်း3လုံး point to point နဲ့ဖောက်ခွဲခဲ့တာဖြစ်ပြီး လက်နက်ငယ်တွေနဲ့လည်းပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိပြီးမဲ့လည်းတေဆုံးမှုအယူအဆကိုတော့အတည်ပြုနိုင်ခြင်းမရှိပဲတော်လဲရဲဘော်တွေဘက်ကအထိခတ်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအရရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။